မင်္ဂလာပါတသမီးတို့ရေဇေယမက grade 1မြန်မာစာအခန်း1ရင်းနှီးနှီးမိတ်ဆက်ကြရအောင်ဆိုတဲ့သင်ခန်းစာလေးကိုတင်မဖြစ်တယ်ပုံပြင်လေးရဲ့ခေါင်းစဉ်ကစကားချူချူပြောရအောင်လေဒီပုံလေးတွေကိုကြည့်ပါဦးဘာပုံဘာပုံပြင်လေးဖြစ်မလဲဆိုတာကိုစဉ်းစားကြရအောင်ပုံပြင်လေးထဲမှာ တငယ်ချင်း၄ယောက်ရှိတယ်တဲ့မောင်စမောင်ပမောင်မြမောင်လှဆိုတဲ့တငယ်ချင်းနော်အရန်ချစ်ကြတဲ့တငယ်ချင်း၄ယောက်ရှိတယ်တဲ့သူတို့တငယ်ချင်းတွေက ကစားဖို့ဆိုပြီးတော့တွားကြတယ်တဲ့ကဲပရမအုဆုံးပုံလေးကိုကြည့်ကြည့်ပါဦးပရမအုဆုံးပုံလေးမှာတငယ်ချင်း၄ယောက်ဘာဖြစ်နေကြလဲသူတို့ရဲ့မျက်နှာအမူအရာလေးကိုကြည့်ကြည့်ပါဦးဘာဖြစ်နေကြရဲ့တင်လဲ ဟုတ်တယ်သူတို့ပျော်နေကြเนาะသူတို့တွေကပျော်ကစားပြီးတော့အရန်ပျော်ရွှင်နေကြတယ်တဲ့เนาะပျော်ရွှင်နေကြပျော်ပျော်ရွှင်ရွှင်နဲ့ဆော့ကစားနေကြတယ်တဲ့ကဲဒုတိယပုံလေးကိုကြည့်ကြည့်ပါဟုတ်ဒုတိယပုံလေးမှာကလေးလေးတွေရဲ့မျက်နှာအမူအရာဘာဖြစ်နေလဲသူတို့ဘာဖြစ်နေလဲထင်လဲဟုတ်တယ်သူတို့ဗိုက်စာနေကြပြီเนาะမျက်နှာရှုံ့မဲ့နေတော့သူတို့ဗိုက်စာနေကြပြီ ဆော့ကစားပြီးတော့လိုက်စာနေကြပြီအဲ့တော့နောက်ကပုံလေးကိုကြည့်ပါဦးသူတို့ဘာကိုတွေ့လဲဘာကိုတွေ့သွားလဲဟုတ်တယ်နော်ငပြောไก่ထမ်းလာတဲ့ဦးလေးကြီးကိုသူတို့တွေ့သွားတွေ့သွားတော့သူတို့ဘာဖြစ်သွားလဲပျော်သွားတယ်ဟုတ်တယ်ပျော်သွားတယ်နော်ဟောဟူမားတဲ့ငါပြောခိုင်ထမ်းလာတဲ့ဦးလေးကြီးလာပြီဟေးဆိုပြီးတော့သူတို့ပျော်သွားကြတယ်။အဲ ပျော်သွားပြီးတော့သူကလေးတွေဘာလုပ်မှထင်လဲသူတို့ဘာလုပ်မှထင်လဲဟုတ်တယ်နော်ငါတို့ရဲ့ဦးလေးရှင်ကငါပြောသည်နည်းနည်းရနိုင်မလားလို့ပဲပြောကြည့်ချင်မဲတဲ့ငါပြောတော့ဦးလေးကြီးကအဲ့ဒီမှာကလေးတို့ကငါပြောသည်စားချင်မလားကွဲ့လို့လေးလိုက်တဲ့အခါမှာမန်ဆာကအင်းစားမဲတဲ့ငါ့ကိုငါပြောသည်ပေးတဲ့ ဆိုပြီးတော့ခါးထောက်ပြီးတော့မောင်စာလက်တစ်ပတ်တည်းနဲ့ဖြန့်ပြီးတော့တောင်းတယ်ဟုတ်လားအဲ့တော့ဦးလေးကြီးကမောင်စာကိုငပြိုတိဘယ်နှလုံးပေးလိုက်လဲတစ်လုံးနဲ့ပေးလိုက်တယ်ဟုတ်နောက်မောင်မမောင်မဘယ်လိုပြောလဲကျွန်တော်လဲစားကျင်တယ်တဲ့ငပြိုတိပေးတဲ့ဟုတ်မောင်ပါကကျွန်တော်လဲစားခြင်းနဲ့ငပြိုတိပေးတယ် ခုနကတော့မောင်စားကဘယ်လိုပြောလဲငါ့ကိုငါပြောသည်ပေးတယ်အင်းနဲ့စားမယ်ငါ့ကိုငါပြောသည်ပေးတယ်ဟုတ်လားသူကသူငါဆိုတဲ့အတုံးလုံးနဲ့တုံးပြီးပြောတယ်ပြီးတော့လက်ကလည်းတစ်ပတ်ကဘာဖြစ်သွားသည်လဲထောက်ထားသည်တယ်နော်မောင်ပါကြတော့သူကသူဘယ်လိုပြောလဲကျွန်တော်လို့ပြောတယ်ကျွန်တော်လဲစားမယ်ကျွန်တော်လဲစားခြင်းနဲ့တဲ့ငါပြောသည်ပေးတယ် နော်သူကလက်ကိုပါလုပ်ထားလဲအောက်ကိုခြားထားတယ်လက်တပတ်ထဲနဲ့ပဲယူတယ်အဲ့တော့ဦးလေးကြီးကမပြောသေးဘူးဘယ်နှလုံးပေးလိုက်လဲဟုတ်တယ်နှလုံးပေးလိုက်တယ်နော်ကျေးရနောက်တစ်ပုံကိုကြည့်ပါဦးမောင်များကဘလို့ပြောလဲဦးလေးတဲ့ကျွန်တော်ကိုငပြောသေးသေးပါတဲ့နော်ဦးလေးလို့လည်းခေါ်တယ်ကျွန်တော်ကိုလို့လည်းတက်ကိုသူပြောတယ်ငပြောသေးပါတဲ့ မပြောသည်ပေးပါလို့ပြောတယ်နော်အဲဦးလေးကျွန်တော်ကိုမပြောသည်ပေးပါဆိုပြီးတော့သူကနော်ခါလေးကိုနဲကုန်းပြီးတော့မပြောသည်ကိုလှမ်းယူတယ်နော်အဲ့တော့ဦးလေးကြီးကမပြောသည်ပြန်လုံးပေးလိုက်လေ၃လုံးပေးလိုက်တယ်နော်မျက်နှာကလည်းနော်မူယာလေးကလည်းဘာဖြစ်နေလဲရီးနေတယ်နော်ရီးပြီးတော့ပြုံးပြီးတော့တောင်းတယ် ခင်မောင်နှာကိုကြည့်ကြည့်ပါဦးမောင်နှာကဘယ်လိုပြောလဲမောင်နှာကဥဥရေတဲ့ဥဥရေတဲ့ကျွန်တော်ကိုငါပြောသည်နည်းနည်းပေးပါနော်တဲ့ဘယ်လိုပြောလဲဥဥရေတဲ့ကျွန်တော်ကိုငါပြောသည်နည်းနည်းပေးပါနော်တဲ့ဟမ်ဗျံချစ်ဖို့ကောင်းတယ်နော်ပြောတာလေးอ่ะ ဟောဦးဦးကြီးကျွန်တော်ကိုငပြောသီးနည်းနည်းပြပါနော်တဲ့ပြီးတော့ခါလေးကိုကိုင်းပြီးတော့ခေါင်းလေးညှုပ်ပြီးတော့လက်ကလေးနှစ်ခန်းနဲ့ငပြောသီးကိုယူတယ်အဲ့တော့ဦးဦးလေးကြီးကငပြောသီးဘယ်လောက်ပြီးလိုက်လဲတစ်ပြေးလုံးပြီးလိုက်တယ်ဟုတ်တယ်အဲတတမီမီတို့ရေအဲ့တော့ခလေးလေးလေးတွေရတဲ့ငပြောသီးရေအတွက်ဘာကြောက်ကွာသွားရတယ်လို့ထင်လဲ ဘာကြောက်ခေါ်သွားရတာလဲဟုတ်တယ်နော်သူတို့ရဲ့အပြောစုအပြုမူလေးတွေကြွားသွားတဲ့အတွက်မပြောသေးရတဲ့အရေးအတွက်လည်းကြွားသွားတယ်နော်မောင်စာကအရင်ဦးဆုံးဘယ်လိုပြောလဲအင်းစားမယ်ငါ့ကိုငါပြောငါ့ကိုမပြောသေးပေးဆိုပြီးတော့တောင်းတယ်သူကသူလည်းနော်ငါလို့တောင်းတယ်ပြီးတော့အင်းလို့လည်းပြောတယ်နော် ပြီးတော့လက်တပတ်ကခါကိုလည်းထောက်ထားသေးတယ်အဲ့တော့နော်မောင်စားရဲ့အပြုအမူနဲ့ပြောဆိုတာယဉ်ကျေးလားမယဉ်ကျေးဘူးလားစကားအပြောဆိုရောချိုတာလားမချိုတာဘူးလားဟုတ်တယ်နော်မယဉ်ကျေးဘူးမချိုတာဘူးအဲ့ဒါကြောင့်ဦးလေးကြီးကငါပြောသည်တလုံးမဲ့ပေးလိုက်တယ် နော်မောင်ပါကကြတော့ကျွန်တော်လဲစားခြင်းနဲ့ငပြောတိပေးဆိုပြီးတော့တောင်းနေမောင်စားမောင်ပါကတော့မောင်စားထက်ဘာဖြစ်လဲသူကိုယ်သူကျွန်တော်လို့ပြောတယ်နော်မောင်စားထက်စားရင်ဘာဖြစ်လဲနည်းနည်းရှင်ကြည်သေးတယ်ပေါ့နော်ဒါပေမဲ့သူလဲနော်ငပြောတိပေးဆိုပြီးတော့ဘလူတောင်းလဲလက်တပတ်တဲ့နဲ့ပဲငပြောတိကိုယူတယ်เนาะ ိတ်ပြီးတော့မရင်သေးသေးဘူးအဲ့တော့ဦးလေးကြီးကသူ့ကိုမောင်မောင်စထက်တော့နည်းနည်းပို့ပြီးရင်သေးတဲ့အတွက်ငပြောသည်နှလုံးပေးလိုက်တယ်နော်နောက်မောင်မြမောင်မြကကြတော့ဘယ်လိုပြောလဲဦးလေးကျွန်တော်ကိုငပြောသည်ပေးပါတဲ့နော်ဦးလေးကျွန်တော်ကိုငပြောသည်ပေးပါတဲ့အဲ့လိုမျိုးပြောတယ်နော်မောင် မောင်များကရင်ကြီးကြီးပြောလားမပြောဘူးလားပြောတယ်နော်မောင်များလည်းပြောတာရင်ကြီးတယ်ဒါမဲ့သူငပြောသည်ကိုဘလို့ယူလဲလက်တစ်ဖက်ထဲနဲ့ပဲယူတယ်နော်ဟုတ်တယ်အတော့ဦးလေးကြီးကမောင်များကိုနော်ငပြောသည်ဘယ်နှလုံးပေးလဲသုံးလုံးပေးလိုက်တယ်နော်မောင်စတို့မောင်ပါတို့တက်စားရင် မောင်များက ပို့ပြီးတော့ရှင်ကြီးတယ်နော်နောက်မောင်လာမောင်လာကကြတော့ဘယ်လိုပြောလဲဥဥရေတဲ့ကျွန်တော်ကိုမပြောသေးနည်းနည်းပေးပါနော်တဲ့နော်အရန်ရှင်ကြီးပြီးတော့ချူတာပြီးတော့နော်ချစ်ဖို့မကောင်းလားဟုတ်တယ်နော်ရင်ကြီးချူတာပြီးတော့ချစ်ဖို့ကောင်းတယ်အဲဒါကြောင့်ဦးလေးကြီးကသူ့ကိုနော် ငါပြောသည်ဘလန်လုံးပေးလိုက်လေတဖြည်းလုံးပေးလိုက်တာเนาะသူကအရင်ကြီးဆုံးအချူသားဆုံးပြီးတော့လက်ကလေးနှစ်ဖက်နဲ့လည်းငါပြောသည်ကိုယူတယ်เนาะရရင်ကြီးကြီးယူတယ်စကားပြောတဲ့ခါမှလည်းချစ်ချိုးသာသာပြောတယ်အဲ့ဒီအတွက်ဦးလေးကြီးကငါပြောသည်တဖြည်းလုံးသူ့ကိုပေးလိုက်တယ်မောင်နှောက်ကိုပေးလိုက်တယ်เนาะကဲအဲ့မှာမောင်နှောက်က သူရတဲ့ငပြောသီးကိုဘာပြန်လှုပ်လဲဟုတ်တယ်တငယ်ချင်းတွေကိုပြန်ပြီးတော့ပြန်ပြီးတော့ဝေကျွေးတယ်ဟုတ်လားဒါတို့သမီးတို့ဆိုရင်ရောဒါတို့သမီးတို့ဒါတို့သမီးတို့မှာမုတ်ရှိတဲ့အခါမုတ်တွေအများကြီးရှိတဲ့အခါတငယ်ချင်းတွေကိုပြန်ပြီးတော့ဝေကျွေးအောင်မလားခုမောင်းမောင်းလှလေးလိုပဲနော် သူအများဆုံးငါပြောသည်ငါအများဆုံးရတဲ့ခါကျတော့တငယ်ချင်းတွေကိုသူအကုန်လုံးကိုဝေမျှပြီးတော့ကျွေးတယ်เนาะမောင်လာလေးကစိတ်တက်လဲကောင်းနေเนาะရင်လဲရင်ကြီးတယ်ချိုလဲချိုသားတယ်စိတ်ထားလေးကလည်းအရန်ကောင်းနေเนาะအဲ့တော့သားတို့သမီးတို့လည်းစကားပြောတဲ့အခါမှာဘယ်လိုပြောရမလဲရင်ရင်ကြီးကြီး နဲ့ချူချူတတာပြောရမယ်နော်ကိုကိုဟန်ပန်အမူအရာကရောရင်ကြီးကြီးတိမ်တိမ်မွိမွိနဲ့ပြောရမယ်စကားပြောတဲ့အခါမှာလည်းချူချူတတာလေးနဲ့ပြောရမယ်နော်ကို့မှာရှိတဲ့အရာကိုလည်းတငယ်ချင်းနေနဲ့မျှတုံးရမယ်တငယ်ချင်းတွေကိုနော်ဝေမျှပြီးတော့ကြွေးရမယ်ဟုတ်လား နော်အဲ့ဒါမှချစ်ဖို့ကောင်းတဲ့ကလေးလေးတွေလိန်မာတဲ့သသမိမိလေးတွေဖြစ်မှာနော်အဲ့တော့ဆီယမားတို့ဒီနေ့သင်ခန်းစာကိုဒီမှာပဲနားလိုက်ကြရအောင်